ကပါကရသည်ချတ်တလာသည်ဝိနည်းပန်းများပွင့်ခြင်းအမိကပြဆဆာစီ song ge ba ji de jing go pa mya nwan jwe lan ge mi thaw wa thwat thwat chin ma khan sa mi da to kho ba le so lo patama song atat shu lo wa de naw to khu wa a khong bo lo won thau ji ji to khu a lo pyauk ja da so lo khan sa da bo no ba so thaw wa thwat de chin ma chan ge de lu yo ji de အပြင်အခြေအနေကို ြည့်တယ်ဒီထောင်ထဲကလူတွေဆိုငါဘာလုပ်ပေးလို့ရမလဲပေါ့နော်အဲ့ဒီဟာတွေအဲ့အဲ့စဉ်းစားချက်တွေနဲ့စခဲ့တာလို့ပြောမှာပေါ့မြမကိယာဒီမွန်ချလာဒီနွေလေးယူရခတဲ့အရှိအဲကျွန်တော်ကတော့မင်းလုံးပါအဲ ဇာတိကတော့စကိုင်းတိုင်းတမူးပေါ့နော်တမူးမျိုးပေါ့အဲအိန္ဒိယမြန်မာနယ်စပ်တမူးမျိုးနယ်ဖြစ်ပါတယ်အဲကြီးပြင်းတာကတော့ကျွန်တော်တို့ချင်းတောင်ချေကလေးမျိုးမှာကြီးပြင်းတယ်အဲလူမျိုးကတော့ကျွန်တော်ကကူကီတိုင်းသားဖြစ်ပါတယ်လောက်တာကတော့ကျွန်တော်အရင် ဟိုကျွန်တော်ဟိုចောင်းသားဘူးอ่ะဗောနော်ဒီအဲ6 6တန်းအရွယ်လောက်ကလေးอ่ะကျွန်တော်ဒီ Sunday School ဒီဒီကာနေပဲဗောနော်ဒီ music ကိုကျွန်တော်စပြီးတော့တွေ့ဟိုဘယ်လိုခေါ်မလဲဝါသနာပါလာတယ်ဟိုဆယ်တန်းပြီးသွားတဲ့အချိန်မှာဒီ music ကိုပဲဇောက်ချလုပ်မယ်ဆိုတော့အားမျိုးနဲ့အတိုင်းပဲကျွန်တော်တို့နိုင်ငံရဲ့အနေထားအားလုံးသိရတဲ့အတိုင်းသူရဲ့ကောင်းတွေတစခန်းချောက်ဖို့ခန်းရေအောင်တော့ corazón de luto todo siendo rey. ော်ခြေတော့မှန်တဲ့နေ့ကတော့ March 18ရက်နေ့ပေါ့2021 March 18ရက်နေ့အဲ့ဒီတုန်းကကျွန်တော်တက်က20ပေါ့ကြောင်းလည်းမပြီးသေးဘူးပေါ့ဟိုတက္ကသိုလ် second year တော့နော်တက်နေစေကာလအာလာသိမ့်ခံလိုက်ရတဲ့ချိန်အဲ့ဒီနောက်ပိုင်းကျတော့သူတို့ကြီးစစ်ကြီးမှန်ပဲအဓိကတုံလာတယ်။အဲ့ဒီနေရာမှာတင်ကျွန်တော်ရှိခဲ့တယ်ပေါ့နော်ရှိခဲ့တယ် ကြီးစစ်ကြီးမှန်တုံးတယ်တုံးလို့လဲဟိုခေါင်းကြီးပွန့်ထွက်တဲ့အနေထားမျိုးတွေမျက်လုံးရှိပါပဲပေါ့နော်ဒါမြင်ခဲ့ရတယ်အုံနောက်ကြီးအဲ့လိုဟိုဘလို့ခေါ်မလဲအုံနောက်အုံနောက်ကြီးအဲ့လိုကတ္တရာပေါ်မှာဗျံခန်းတဲ့အဲ့လိုအဲ့လိုပြန်ကျဲသွားတဲ့အမြင်ခွေးမျိုးပေါ့နော်ဒါဟိုကျွန်တော်ဒါမျိုးတွေရုပ်ရှင်ထဲမှာမမြင်ဘူးတော့အဲ့လိုအပြင်မှာမြင်လိုက်ရတယ် ပြီးတော့လုံးဝစစ်ဖြစ်နေတဲ့အတိုင်းပဲပေါ့နော်တရက်ဆက်ကိုပြစ်တယ်သူတို့စပြီးတော့ဖြိုခွင်းတဲ့ချိန်ကျတော့အကုန်လုံးအဖျူဖျဲတွေဖြစ်ကုန်ပေါ့နော်ပြည်တဲ့သူပြည်အာပြစ်ခံရဲဆိုတာပြစ်ခံရပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းပြစ်ခံရတဲ့ပါသွားတာပေါ့ကျွန်တော်ကတော့အဲ့မှာလဲသွားပြီး ကျွန်တော်လဲသွားတဲ့အချိန်မှာအာအာနိုင်ဘလောက်ဖြစ်မယ်တဲ့15မိနစ်နိုင်ဘလောက်ကျွန်တော်ဒီဒီဒူးဘဲခြေတော့ဒူးခေါင်း ဒူးစစ်ကိုမှန်တာဗောနော်ဘယ်ချက်တော့ဒူးစစ်ကိုမှန်တယ်ဟိုជីဘူးကဒီဒူးခေါင်းထဲမှာညှက်ကြံခဲ့တယ်ပြီးတော့ဒီဘက်မှာအပေါက်ကြီးဖြစ်သွားပြီးတော့သွေးတွေသွေးတွေတရဆက်ထွက်တယ်ဗောနော်ပြီးတော့အဲ့သွေးတွေကလည်းဟိုသွေးတွေကြီးပဲမဟုတ်ဘူးအသားစာတွေပါလာတယ်ပြီးတော့ဘေးမှာသွေးရအိုင်နေပြီးအသားစာတွေလည်းပါလာတယ်ကျွန်တော်ကိုကိုကတော့တိလိုက်ပြီဗောနော်အခြေအနေမကောင်းဘူးဗောအဲ့လိုအခြေအနေမှာအာကျွန်တော်ဖန်ခေါ်သွားတယ်ဗောနော်စစ်စေးဦးမှာဒီအကျော်ရိုးဗောနော်ဒီဒီဟိုက join ကပြန်ဆက်လို့မရတော့တဲ့အတွက်ဆိုပြီးတော့သူတို့ဖြတ်ဖို့လုပ်တယ်ဖြတ်ပြီးတော့ဒီစေစစေးဟိုမှာရက်20လောက်စေကူသားခံခဲ့တယ်ဒီပေခုနှစ်နေ့ကျွန်တော်ထောင်ထဲရောက်တဲ့နေ့ပေါ့နော်နာရာတော့အဲ့တုန်းကတော့နာရာတော့ဘလို့မှမေ့လို့မရဘူးပေါ့နော်ပြီးတော့ခြေတော့ဖြတ်ပြီးနောက်ပိုင်းလဲဟိုဆိုအဲထုံစေးပြဲသွားတဲ့အချိန်မှာဒီပတ်တီးနဲ့ပေါ့နော် အဲ့ဒါဒဏ်ကြီးကတော်တော်ခိုင်ခဲ့ရတယ်ပြောရမှာပေါ့ပြီးတော့အဲ့ပတိတန်းလက်နဲ့ပဲထောင်တဲ့ရောက်ခဲ့တာပါပဲဟုတ်အနာမကျက်သေးဘူးပေါ့နော်ငါတို့က fitness လို့မှတ်တရန်ဆက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 ်ရောက်ရောက်ချင်းမှာပဲစပြီးတော့တိုက်ပိတ်တယ် ရောက်ရောက်ချင်းအင်တာဘလူတက်မှလည်းမသိဘူးအင်တာဘလူတက်မှလည်းမသိဘူးဆိုတာအလိုဟိုပုံမှန်6လောက်နှစ်ဖက်နဲ့အင်တာတက်နေကြ6လောက်တစ်ဖက်မရှိတော့ခါကျဘလူဘလူ6လောက်တစ်ဖက်ဘလူထိုင်ရမှာလားဘလူပေါ့နော်အဲ့တော်တော်တော့ ग्वा ကြာခဲ့တယ်ပြောမှာပေါ့စီုံဆောင်มาလဲအဲ့လို စိုးစိုးဝါးအမှတ်တရလို့ပြောရမလားဟိုကျွန်တော်လည်းတရက်กว่าထဲလေတငငချင်းဟိုအစာအစာစိတ်တင်ပြီးတော့ဗောနော်ဟိုဥအတက်ပေါက်တာလားမသိအဲ့လိုမျိုးဖြစ်ပြီးတော့အာအချိန်မီစေကူတာပေးလို့ရတယ်ဒါပေမဲ့မကူပေးဘူးသူတို့ပြောပုံခရတော့သူ့အပြင်ခေါ်ထုတ်ပြီးစေကူဖို့တော့ကဟိုလူစာအထက်ကိုတင်အစာထက်တယ်ဟိုတက်ထက်ကိုတင်ဟိုထက်ကိုတင် ပြီးဟိုထက်ကခွန်ပြူပြီးဆိုတော့လည်းအဆင်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 အဲ့လို step တွေအများများနေချိန်အဲ့တော့အဲ့ဒါကိုဆောင်းရင်းဆောင်းရင်းလည်းဘာဖြစ်သွားလဲဆိုကျွန်တော်တကယ်ကြီးကထောင်ထဲမှာပဲတေးသွားတယ်ပေါ့နော်ကျွန်တော်မျိုးစိတ်ရှိပါပဲ ဆိုအဲ့လိုမျိုးနေပြီးတော့ကိုရှေ့မှာနေမဲ့တိမ်မာကိုထိုင်ဆောင်ခဲ့ရတဲ့ဟိုယောဂတဲ့ပြီးတော့ဆိုကျွန်တော်ကစီးမဆောင်မှာဆိုလို့အဲ့ဒါကြီးမြင်နေရတောက်လျှောက်ဆိုတော့ပြီးတော့ထောင်ဆိုတာတည့်ရတိုင်းပဲဟိုလူတွေရဲ့ dark အဖြစ်ဆုံးနေရာတွေဒီစိတ်အခြေအနေတွေကိုမြင်ရတဲ့နေရာလीပေါ့နော်လူတွေဘလောက်ထိ ရုပ်ကန်းနိုင်တယ်လဲဘလောက်ထိဟိုဟိုအမောင်ချမ်းမှာ တို့ရဲ့အမှောင်ဖက်ချမ်းဘယ်လောက်ထိဆိုးပါလဲဆိုတာတွေကိုအဲထောင်ထဲမှာကျွန်တော်တို့ကောင်းကောင်းကြီးမြင်ရတယ်ထောင်ကနေပြန်ထွက်လာတဲ့ချိန်မှာလေဟိုကျွန်တော်တို့ကကျတော့အစောပိုင်းမှာဖမ်းခံရတာဖြစ်တဲ့ခါကျတော့ကျွန်တော်တို့အတုံးမှာ15ယောက်လောက်ပဲရှိတယ်။အဲ15ယောက်လုံးပြန်ပြန်လွတ်လာတယ်ပေါ့နော်။ ကြံခဲ့တဲ့သူတွေအများကြီးရှိတယ်မနော်ဆိုတော့ကြံခဲ့တဲ့သူတွေအတွက်ဟိုဟိုထောင်ဝန်စာဆိုတဲ့ကိစ္စတွေကျွန်တော်စာစင်စားတယ်အဲ့တုန်းကကျွန်တော်ထွက်လာတဲ့ချိန်2021အောက်တိုဘာပေါ့နော်အောက်တိုဘာမှာကျွန်တော်ပြန်လွတ်လာတယ် ခံရဒန်းမှာကြံရမရတွေဖြစ်စင်နေပြန်ကာထဘဝိုက်ကံမှာဖန်လာသမျှကိုနော်အတိတ်ထွက်မယ်တခြင်းမြကိုခြေဆိုင်မှစစ်ပန်တဲ့ခြေကိုရရစ်တယ်ကိုပြေလို့တာလောကမှုန်တိုင်းခက်တန်လေးဆန်းကိုဖြတ်ပြန်မယ်ငါတို့က fitness လို့မှတ်တယ် အာဒီချင်းဆိုနေတာ disable ရဲဘော်တွေအတွက်လောက်ထားတဲ့တချင်းလို့ပြောရမှာပေါ့စပါစေ ဆုံးအခင်ဆုံးတငယ်ချင်းအရုတ်တရဆူဆိုက်လုပ်သွားတဲ့အချိန်လို့အဲပြီးတော့ကိုယ်တိုင် passport တပုံ passport ဆိုတာဒီရဲဘော် ID card ပေါ့နော်အဲကိုယ်တိုင်တပုံရိုက်ပေးခဲ့တဲ့ကောင်လေးကြာဆုံးသွားတဲ့အချိန်မှာသူတို့ရဲ့အဲကျွန်တော်ရိုက်ပေးခဲ့တဲ့တပုံကိုပဲကျွန်တော် video edit လုပ်ရတယ် tribute တချင်းထုတ်တယ်ပေါ့နော်ဆိုတော့အဲတချင်းထုတ်ရတဲ့အချိန်လို့ပြီးတော့အလိုတူဦးဒီတော့ဒါဒီ ကလေးမြတောင်ပိုင်းอ่ะဗောနော်ဒီရွာဗောတူရီတော့တာအာအင်းကအာကိုရမယ်အာကိုလို့ကောင်းဆုံးအရွယ်ကတိုက်ပွဲမှာကြာသွားတယ်အဲ့ဒါကိုအာဖတ်ပြီးတော့လုံးဝဂျုံပဲချငိုနေတဲ့မိခင်မိခင်ရဲ့အဲ့ညင်ခွင်းမျိုးဗောနော်ပြီးတော့အဖေနဲ့အမေကဒင်းလာဘုံကျဲတဲ့ချိန်မှာအဖေနဲ့အမေကတစားစီဖြစ်သွားတယ် ကလေးလေးကလည်းဒီသူ့ရဲ့ခန္ဓာကိုယ်မှာသွေးတွေပဲပေးနေအဲဆေးရုံရှိဆေးခန်းပေါ့နော်ကျွန်တော်တို့ကလေးတောင်ပိုင်းကဆေးခန်းရှိမှာအဲသွေးဆက်တွေနဲ့သူငိုနေတယ်ပေါ့နော်အဲသူ့အမေတည်သွားတာလားမရှိတော့တာလားသူမသိဘူးကလေးကဟိုလောက်ပဲရှိမလေး၅နှစ်တမီပေါ့နော်ဆိုအဲ့လိုမြင်ကွင်းတွေကဟိုအဲ့လိုမြင်ကွင်းတွေအပါဝင်ပေါ့နော်အရင်တော့ကပေါ့ဒီအခုလောက်ထိစိတ်ကို control မလုပ်နိုင်ခင်တော့ကအဲ့ဒီမြင်ကွင်းတွေမြင်ကွင်းတွေမြင်ကွင်းတွေအဲ့ ဟာတွေကရန်နှိမ့်ဆက်တယ်တော်တော်နှိမ့်ဆက်တယ်မွန်းချက်တယ် ျွန်တော်တို့ကြီးပဲอ่ะအိမ်ပြန်ခြင်းတဲ့လူတွေမဟုတ်ဘူးเนาะတထဲမှာ နိုင်ခြင်းဆိုတော့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေကလည်းအိမ်ပြန်မဲ့နေဦးပဲသူတို့တစ်ချိန်လုံးစောင့်နေကြတာပေါ့เนาะကျွန်တော်တို့เนี่ยမတူတာကြတော့ကျွန်တော်တို့ကကြတော့နေတိုင်းဒီမှာလှုပ်ရှားနေရမ်းများနေတော့အချိန်ဒီဘလို့ကုံလို့ကုံမဲ့မသိတာပေါ့เนาะအဲတနေ့ပြီးတနေ့ကုံနေတာကျွန်တော်တို့ဘလို့ကုံလို့ကုံမဲ့မသိတာထောင်တဲ့ကလူကြတော့တရက်ကုံဖို့သူတို့ဘာလှုပ်လို့လှုပ်အောင်မသိရဲ့လို့ ဟိုပိတ်ဆောင်ခံထားတဲ့ခံစားချက်ပေါ့နော်ဆိုတော့ကျွန်တော်တို့ထပ်ပို့ပြီးတော့အိမ်ကိုပြန်ကျင်နေကြတဲ့လူတွေရှိပါတယ်ဆိုတော့သူတို့ရဲ့အခန်းကဏ္ဍကလည်းကျွန်တော်တို့မေ့ထားလို့မရတဲ့မမေ့ထားသင့်တဲ့မမေ့ထားအပ်တဲ့ကဏ္ဍဖြစ်ပါတယ်အဲ့ဒီတော့လည်းဟိုပါဝင်ပေးကြဖို့ပေါ့နော်ပူလောင်ခြင်းများငိမ့်စေသာငိမ့်တဲ့ခြင်းအပ မောသာတိန်ညိုတိန်